မိဘရဲ့ပင်ပန်းစင်ရမှုကိုမျှဝေလာတဲ့အဆိုတော်ခင်ဂျေဂျွန်ပြည်သူများရှင် JYJ အဖွဲ့ဝင်ဟောင်း JAC အဖွဲ့ဝင်တဦးဖြစ်ပြီးတော့ TVXQ ရဲ့မူလအဖွဲ့ဝင်တဦးဖြစ်တဲ့ခင်ဂျေဂျွန်က သူ့ဖေဖြစ်သူအပါဝင်မိသားစုရဲ့အတိတ်ကနာကျင်စရာဖြစ်ပျက်ကိုပထမဆုံးအချိန်မျှဝေခဲ့ပါတယ်။အစည်းအဝေးတိုင်းမှာမိဘတွေကိုသူ့ရဲ့နည်းနည်းနဲ့ချက်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ပုံမှန်လင်းလင်းဖော်ပြခဲ့တဲ့အတွက်လူသိများတဲ့ခြေချင်းကတချို့ရမိဘတွေခန္ဓာရည်ရှိမှန်းမသိတဲ့အခက်အခဲတွေကိုကြားသိပြီးတဲ့နောက်မှာမျက်ရည်ကျခဲ့ရပါတယ်။ ပြည်ရဲရဲကရုပ်ရှင်ရိုက်ကူးရေးတစ်ခုမှာမိဘတွေကတိုက်ခေါမှမပြောပြဘူးတဲ့သူတို့ရဲ့အတိတ်ရဲ့အကြောင်းထိုင်းလန်စီယာတွေကိုထုတ်ဖော်ပြသခဲ့တာက ဖခင်ကချမ်းသာတဲ့သူတူဖြစ်ခဲ့ပေမဲ့ယနေ့မြို့နယ်မှုတစ်ခုပြီးတဲ့နောက်မှာအရာအားလုံးဆုံးရှုံးခဲ့ရပါတယ်။ဝန်တန်းတရားဝင်ခြင်းကြွေးတင်ခဲ့ရပြီးတော့စိုးဝါတဲ့အဖြစ်အပျက်ကပတ်ဝန်းကျင်ရလူတွေတောင်မှမမမိနိုင်လောက်အောင်တုံ့လုပ်သွားခဲ့ပါတယ်။ဒေလူမျိုးပါတွေးကြုံခဲ့ရတဲ့အခက်အခဲပေါင်းများစွာကိုခံနိုင်ရရှိခဲ့ပြီးတော့အဲ့ဒီအဖြစ်အပျက်အပြီးမှာတော့သူဟာစိတ်ပိုင်းဆိုင်ရာယောဂတစ်ခုဖြစ်လာခဲ့ပါတယ်။ ဖခင်ရဲ့ဂျမ်းမာရေးရုံရင်းလာသလိုအကျွေးရည်နဲ့ကလေးတွေကိုပြုစုပြောင်းထောင်ရတဲ့တာဝန်ကမိခင်အပေါ်ကိုကြားရောက်ခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။